အားလုံးမင်္ဂလာပါကွန်မြူနစ်ဝါဒစတင်ဖြစ်ပေါ်လာပုံနဲ့ကွန်မြူနစ်ဝါဒရဲ့စိတ်ဝင်စားဖွယ်အချက်၁၀ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကွန်မြူနစ်ဝါဒစတင်ဖြစ်ပေါ်လာပုံအကြောင်းကိုစိတ်ဝင်စားသူတွေရှိမယ်လို့ထင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုဟာမသိသေးလို့သိချင်သူတွေအတွက်ရည်ရွယ်ပါတယ်တီဗီသားဆရာဆရာကြီးများကတော့မစဲမစို့ပဲနိုင်ငံကြီးသားပိသားစွာနဲ့ကြော်ကွသွားကြပါကျွန်တော်ရဲ့တင်ပြမှုမှာအားနည်းချက်ကတော့ရှိမှာမလွဲပါဘူး အားနည်းချက်ကိုနားလည်ပေးသူတွေပြုပြင်ပေးသူတွေရင်ထဲကနေလိမ့်လိမ့်လဲလဲကျေးဇူးတင်ပါတယ်ဆိုရှယ်လက်ဝါရဆိုတာကလို့ရင်အတိတ်ပဲမှာစီးပွားရေးများတမှုကိုအခြေခံပြီးလူအများအတွက်လူအများကစီးပွားလုပ်ငန်းများကိုပိုင်ဆိုင်ပြီးလုပ်ကင်ရမယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်ဆိုရှယ်လက်ဝါရဆိုတဲ့ဝေါ်ဟာယာကိုအီတလီနိုင်ငံမှာခလစ်တက်ကလစ်1803ခုနှစ်ကစတင်ပြီးပုံနဲ့အခရာဖြစ်အသုံးပြုခဲ့ရာကနေအဲ့ဒီယူဆရေးရာကို လက်ခံသူတွေကိုဆိုရှယ်လစ်တွေလိုတွင်ခဲ့ပါတယ်။အင်္ဂလန်မှာ1829တမဝါယမမဂဇင်းမှာဆိုရှယ်လစ်စကားလုံးကိုစသုံးခဲ့တာပါ။ပြင်သစ်မှာလည်း1832ကလာဂါလုမဂဇင်းမှာစသုံးပါတယ်။လူပေါင်အဖွဲ့အစည်းမှာလူတို့ချင်းချင်းပေါင်းတင်ဆက်ဆံနေထိုင်ရေးတို့မှာမကောင်းမှုများဖြစ်ပေါ်လျက်ရှိကြပါတယ်။တိတာထင်ရှားအောင်ပြောရမယ်ဆိုရင်တူဦးကပစ္စည်းဥစာကျွဲဝပြီးတူဦးကပစ္စည်းဥစာမဲ့တယ်ဆိုပါဆို။ပစ္စည်းဥစာရှိသူဟာရှိခြင်းကြောင့်ပဲ ောင်းတခြင်းနဲ့ပူလောင်ရပါတယ်။အဲ့ဒီအခါအဲ့ဒီတောင်းတမှုအလိုဆန္ဒပြည့်ရဲ့အတွက်မကောင်းမှုဆိုတာတွေဟာပေါများလာပါတယ်။တပံပစ္စည်းဥစ္စာမရှိသူဟာမရှိခြင်းကြောင့်ပဲကြောင်းကြခြင်းနဲ့ပူလောင်ရပါတယ်။အဲ့ဒီကြောင်းကြမှုကြောင့်ပဲဒုစရိုက်တွေဟာတိုးပွားလာပြန်ပါတယ်။အဲ့ဒီလူမှုရေးဆိုင်ရာဒုစရိုက်မှုတွေတိုးပွားလာရတာဟာနိုင်ငံတကာနိုင်ငံရဲ့ထုတ်ကုန်ပစ္စည်းများကိုနိုင်ငံသားတွေကိုညီတူညီမျှဖြန့်ဖြူးနိုင်ခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီထွက်ကုန်ပစ္စည်းများကိုလူတူဦးတွေက ချုပ်ကင်ပိုင်ဆိုင်တဲ့စနစ်ကနေကုံထုတ်ကိရိယာနဲ့ကုံစီဖြန့်ဖြူးရေးကိရိယာတွေကိုအများပြည်သူပိုင်ဆိုင်တဲ့စနစ်ကိုတဖြည်းဖြည်းချင်းတော့လာကောင်းချက်ချင်းတော့လာကောင်းကူးပြောင်းပေးနိုင်ခဲ့မယ်ဆိုရင်အထက်ပါလူမှုရေးဆိုင်ရာမကောင်းမှုဆိုတာတွေပပျောက်သွားမှာဖြစ်ပါတယ်။အဲ့ဒီအတွေ့အခေါ်ပေါ်မှာအခြေခံပြီးဆိုရှယ်လစ်ဝါဒဖြစ်ပေါ်လာခဲ့ရတာဖြစ်ပါတယ်။အနှစ်ချုပ်မယ်ဆိုရင်ဆိုရှယ်လစ်ဝါဒဆိုတာကအများနဲ့အတူတင်းဖွဲပေါင်းစုလှုပ်ဆောင်ခြင်းစနစ်ဖြစ်ပါတယ်။၁၉၀၀စုနှစ်က ဆိုရှယ်လေဝါရနဲ့ကွန်မြူနယ်ဝါရတို့ဟာအတိတ်ပဲအဖြစ်အတူတူပဲလို့ယူဆခဲ့ကြပါတယ်။တကယ်တော့1848ခုနှစ်ကနေ1918ခုနှစ်အထိကွန်မြူနစ်ဆိုတဲ့စကားအတုံးနဲ့ပါသေးတယ်။အလုတ်သမားသမဂ္ဂတို့ကသူတို့ကိုယ်သူတို့ဆိုရှယ်လစ်ဆိုပြီးခေါ်ဝေါ်ခဲ့ကြတာပါ။ဒါပေမဲ့1848ခုနှစ်ကတည်းကပဲကာမတ်နဲ့အန်ဂယ်တို့ကကွန်မြူနစ်ကြီးညာစာတန်းကို ထုတ်ဝေခဲ့ပြီးဖြစ်တာကြောင့်1919ခုနှစ်ကယော်ရှားတို့ရဲ့ အော်တိုဘာတော်လန်ရေးပြီးမြောက်တဲ့ခေတ်မှာလီနင်ကြောင့်ကွန်မြူနစ်ဆိုတဲ့ဝေါ်ဟာလာနဲ့ဆိုရှယ်လစ်ဆိုတဲ့ဝေါ်ဟာလာတို့ကတားချပြီးဖြစ်လာခဲ့ပါတယ်။ဆိုရှယ်လစ်ဝါဒနဲ့ကွန်မြူနစ်ဝါဒကိုပညာရှင်အသီးသီးတို့ကအတိတ်ပဲပိုင်းကြပြီးပြခဲ့ကြပေမဲ့ယနေ့အထိတီးကြတဲ့ကွဲပြားခြားနားချက်ကိုအသေးချာမဖော်ပြနိုင်ကြသေးပါဘူး။ဒါပေမဲ့ကမတ်နဲ့လီနင်တို့ချမှတ်ခဲ့တယ်။ဤဥပဒေများအရမှာတော့ဆိုရှယ်လစ်ဝါဒဆိုဒီမှာကုံထုတ်ကြိယာတွေကိုပြည်သူလူထုကပိုင်ဆိုင်ပြီး အဲ့ဒီဂုံထုတ်ကရိယာတွေကိုအမျက်အတွက်မဟုတ်ပဲပြည်သူလူထုတို့ညီတူမျှတာတော့အကျိုးကျေးဇူးကိုခံစားစေဖို့အတွက်ဆိုတဲ့စီမံကိန်းနဲ့စီစဉ်အသုံးပြုတဲ့စနစ်ဖြစ်ပါတယ်ဒီစနစ်အရအလုတ်မားဟာလရဲ့အလုတ်အတွက်လောက်ခံငွေကိုရရှိပြီးလောက်ခံငွေနဲ့ထုတ်လုပ်ကုန်တွေကိုဝယ်ယူရရှိနိုင်ပါတယ်ကွန်မြူနစ်ဝါဒမှာတော့ဘုံပစ္စည်းဆိုတဲ့သဘောတရားကိုအခြေတည်တာဖြစ်တဲ့အတွက်ထုတ်လုပ်ကုန်မှန်သမျှကိုအလုတ်မားတွေကထုတ်လုပ်ပြီးလျှင်အဲ့ဒီရဲ့လိုအင်ဆန်နာပြေဝမှုအတွက် ထုတ်လုပ်ပြီးတဲ့ကုန်ပစ္စည်းတွေကိုအခမဲ့ရယူပိုင်ခွင့်ရှိပါတယ်။ဒီစနစ်အရအလုပ်သမားတွေကိုအခကျေးငွေပေးဖို့မလိုပါဘူး။အနှစ်ချုပ်မှာဆိုရှယ်လစ်ဝါဒမှာတူဦးရဲ့စွမ်းအားကိုတူဦးရဲ့လုပ်အားနဲ့တိုင်းစားပြီးပေးရပါတယ်။ကွန်မြူနစ်ဝါဒမှာတော့တူဦးရဲ့စွမ်းအားကိုတူဦးရဲ့လိုအင်ဆန်နာနဲ့တိုင်းစားပြီးပေးရပါတယ်။ဆိုရှယ်လစ်ဝါဒကိုပြန့်ပွားအောင်ကြံဆောင်ခဲ့သူတို့အနက်ပြင်သစ်တော်လှန်ရေးခေတ်မှာထုံကားခဲ့တဲ့ဂရက်ကဘာဘုတ်ဆိုတဲ့သူဟာရှေးဦးကြတဲ့ပုံကိုဖြစ်ပါတယ်။ ဂရက်ကဘာဘုတ်ဟာဆိုရှယ်လစ်ဝါဒီတို့ရဲ့ပုံကန်ထားကြမှုကို အားထုတ်ခဲ့သူဖြစ်ပြီးခရစ်1000ခု96ခုနှစ်ကကုမျက်ခြင်းကို ခံရပါတယ်။သူရဲ့အရေးသားတွေဟာနောက်ခေတ်မှာပေါ်လာတဲ့ဆိုရှယ်လစ်အတွေးခေါ်တွေကိုဩဇာလွှမ်းမိုးခဲ့ပါတယ်။နောက်ခေတ်မှာဆိုရှယ်လစ်စနစ်ဘက်ကိုဒေါ်လန်ရင်းနှီးနဲ့တလန်းရံမလို့လူတို့ရဲ့ကြိုးကြောင်စင်ကြင်တုံတရားနဲ့ကျင့်ဝတ်တွေကိုဆိုရှယ်လစ်ဝါဒနဲ့ညီအောင်ပြုပြင်ပြီးလူတွေကိုတိမ့်သွင်းနိုင်ရင်ဖြစ်နိုင်နေဆိုပြီးယူဆလာခဲ့ကြပါတယ်။ ဒီယူဆကို စာထောမတ်မိုးကသူ့ရဲ့ယူရိုပီးယားကျမ်းမှာဖော်ပြခဲ့ပါတယ်။အဲ့ဒီယူဆတွေကိုထုတ်ဖော်ခဲ့သူတွေကတော့ပြင်သစ်အင်္ဂလန်ဂျာမနီနိုင်ငံတို့မှာရှိခဲ့ကြပါတယ်။ရင်းတို့နဲ့အင်္ဂလန်ပြည်မှာလောဘအိုဝင်ဆိုသူမှာသူ့ရဲ့ချီဆက်မှာသူယုံကြည်တဲ့ဆိုရှယ်လစ်ဝါဒအတိုင်းစနစ်တကိုတည်ထွင်ပြီးလက်တွေ့လိုက်နာကျင့်သုံးလို့အဲ့ဒီအခါကကဘာပေါ်မှာအလွန်ထင်ရှားကျော်ကြားခဲ့ပါတယ်။1848ခုနှစ်ကပြင်သစ်ဆိုရှယ်လစ်ဝါဒီတို့ဦးဖြစ်တဲ့ လူဝီဘလန်ကပြည်သူပိုင်ဆက်မှုလက်မှုလုပ်ငန်းတရက်အနေနဲ့အမျိုးသားပိုင်အလို့ယုံများတည်ထောင်ရန်လှူဆော်ခဲ့ပါတယ်။အဲ့ဒီအခါပရုဒုံဟာအဲ့ဒီစနစ်ကိုစန့်ကျင်ပြီးဓမ္မဝါယမစနစ်ကိုလုံဆော်ခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ကာမတ်နဲ့အန်ဂဲရိုဟာအဲ့ဒီပုံကိုနဲ့ဦးစလုံးရဲ့အယူဆကိုကန့်ကွက်ပြီးနောက်ကွန်မြူနစ်ကြီးညာစာရန်ကိုရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်။ဒါရီဟာကွန်မြူနစ်ဝါဒရဲ့ခီးအစအချိုးအကွေ့ပထမခြေလှမ်းလို့ပြောလို့ရပါတယ်။ ဆက်လက်ပြီးကွန်မြူနီဝါဒရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ဆက်ချက်ကိုပြောပါမယ်။နံပါတ်၁အခြေခံအုတ်မြစ်ကွန်မြူနီဝါဒရဲ့အခြေခံအုတ်မြစ်ဟာစစ်ကိုရာစုကစစ်မှုတော်လှန်ရေးအတွင်းပေါ်ပေါက်ခဲ့ပြီးဆိုးရွားလာတဲ့အလုပ်မားတွေရဲ့အခြေအနေတွေနဲ့စတင်ခဲ့တာပါ။စစ်ရုံတွေမှာနိုင်ီပေါင်းများစွာလှုပ်အားခနေနေနဲ့လုတ်ကင်နေရတဲ့အလုပ်မားတွေရဲ့ဘဝဟာမခံမရနိုင်စရာဖြစ်ပေါ်ခဲ့ပါတယ်။နံပါတ်၂အတွေးခေါ်ပညာရှင်ရဲ့ပေါ်ထုံးမှု ဒီလိုခြေနေတွေအောက်မှာကာမက်စ်နဲ့ဖက်ဒရစ်အင်ဂျယ်ဆိုတဲ့အတွေ့အခေါ်ပညာရှင်နူးပေါ်ထွက်လာခဲ့ပါတယ်။သူတို့နူးဟာအဲ့ဒီအချိန်ကပေါ်ပေါက်နေတဲ့အရင်းရှင်စနစ်ရဲ့မတရားမှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။နံပါတ်3ကွန်မြူနစ်ကြီးညာစာတမ်း1848ခုနှစ်မှာသူတို့နှစ်ဦးဟာကွန်မြူနစ်ဝါဒရဲ့အခြေခံသဘောတရားတွေကိုချပြထားတဲ့ကွန်မြူနစ်ကြီးညာစာတမ်းကို ထုတ်ဝေခဲ့ပါတယ်။ဒီစာတမ်းဟာကမ္ဘာတဝန်းကအလုံသမားလှုပ်ရှားမှုတွေအတွက် လမ်းညွှန်ချက်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။နံပါတ်၄ပထမဆုံးအောင်မြင်သောတော်လန်ရေးကွန်မြူနီဝါဒကိုလက်တွေ့ကျင့်သုံးပြီးအောင်မြင်တဲ့တော်လန်ရေးပထမဆုံးဖြစ်ပွားခဲ့တာကတော့1910ခုနှစ်ရဲ့လက်ရှားတော်လန်ရေးပဲဖြစ်ပါတယ်။ဗလာဒီမာလီနင်ဦးဆောင်တဲ့ဘော်ရှီဗစ်ပါတီဟာလက်ရှားအေဂတ်လက်ဇာပယင်စနစ်ကိုဖျောက်ချပြီးကမ္ဘာပထမဆုံးဆိုရှယ်လစ်နိုင်ငံကိုတည်ထောင်နိုင်ခဲ့ပါတယ်။နံပါတ်5စတင်ကျင့်သုံးစဉ်ကကြုံခဲ့ရတဲ့အခက်အခဲများ ဆိုဗီယက်ယူနီယံအဖြစ်ပြောင်းလဲသွားတဲ့လက်ရှားနိုင်ငံဟာကွန်မြူနစ်ဝါဒကိုစတင်ကျင့်သုံးခဲ့အခါမှာပြင်းထန်တဲ့စီးပွားရေးနဲ့လူမှုရေးအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ပြည်တွင်းစစ်တွေအင်အားကြီးနိုင်ငံတွေရဲ့ဖိအားပေးမှုတွေနဲ့အတူစစ်မှုလုပ်ငန်းနဲ့လေယာဆက်ပြိုးရေးကိုပြန်လည်ထူထောင်ဖို့အချိန်တော်ကြာကြိုးပမ်းခဲ့ရပါတယ်။နံပါတ်6ကွန်မြူနစ်ဝါဒကဘာအနှံ့ပြန့်နှံ့ခြင်းဆိုဗီယက်ယူနီယံရဲ့အောင်မြင်မှုဟာကမ္ဘာနိုင်ငံအများအပြားကိုတုံ့လုပ်စေခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာ အရှေ့ဥရောပနိုင်ငံတွေတရုတ်ပြည်သူတမရနိုင်ငံ BNN နဲ့ကျူဘားတို့လိုနိုင်ငံတွေမှာလည်းကွန်မြူနစ်အစိုးရတွေပေါ်ပေါက်လာခဲ့ပါတယ်။နံပါတ်9အင်အားကြီးနိုင်ငံများကြားတင်းမာမှုကွန်မြူနစ်နိုင်ငံတွေနဲ့အနောက်ကမ္ဘာဒီမိုကရေစီနိုင်ငံတွေကြားမှာစစ်အေးတိုက်ပွဲလို့ခေါ်တဲ့ပြင်းထန်တဲ့နိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာတင်းမာမှုတွေဆယ်စုနှစ်ပေါင်းများစွာဖြစ်ပွားခဲ့ပါတယ်။နံပါတ်8ကွန်မြူနစ်ဝါဒရဲ့အာသာချက်များကွန်မြူနစ်ဝါဒရဲ့အာသာချက်တစ်ခုကတော့ လူတိုင်းအတွက်အလုတ်ကိုင်းတဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ဦးစားပေးခြင်းဖြစ်ပါတယ်။ပညာရေးနဲ့ကျန်းမာရေးဆောင်ရှားမှုကိုအများပြည်သူအတွက်အခမဲ့တိုးတီးမဟုတ်ဈေးသက်သာစွာရရှိစေဖို့ကြိုးပမ်းခြင်းဆိုတာတွေပဲဖြစ်ပါတယ်။နံပါတ်၉ကွန်မြူနီဝါဒရဲ့အားနည်းချက်များအားနည်းချက်တွေအနေနဲ့ကတော့တပါတီစနစ်ဖြစ်တဲ့အတွက်လူလက်စွာပြောဆိုခွင့်နဲ့လူခွင့်ရေးချိုးဖောက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဗဟိုချုပ်ကိုင်မှုများတဲ့စီမံခန့်ခွဲမှုစနစ်ဟာစီးပွားရေးလုပ်ငန်းတွေကိုထိရောက်စွာမလဲပတ်နိုင်စေပဲ။ တိုးတက်မှုနှေးကွေးစေနိုင်ပါတယ်။နံပါတ်30တမိုင်းရဲ့တင်ကန်းစာအနေနဲ့ကတော့နတ်ဆေယာစုရဲ့နောက်ပိုင်းမှာဆိုဗီယက်ယူနီယံနဲ့အခြားကွန်မြူနစ်နိုင်ငံအများပြားပြိုကွဲသွားခဲ့တာဟာကွန်မြူနစ်ဝါဒရဲ့လက်တွေ့မှာတွေ့ကြုံခဲ့ရတဲ့စင်ခေါ်မှုတွေနဲ့အားနည်းချက်တွေကိုထင်ရှားစွာပြသလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ကွန်မြူနစ်ဝါဒရဲ့အတွေ့အခေါ်တွေဟာဒီကနေ့အထိနိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာဆွေးနွေးမှုတွေမှာလွှမ်းမိုးနေဆဲဖြစ်ပါတယ်။ဒါတွေကတော့ကွန်မြူနစ်ဝါဒစတင်ဖြစ်ပေါ်လာပုံနဲ့ ဆက်ဆက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ဆက်ချက်ပဲဖြစ်ပါတယ်။အခုလက်ရှိကမ္ဘာပေါ်မှာကွန်မြူနစ်စနစ်ကိုအပြည့်အဝကျင့်သုံးနေတယ်လို့ပြောနိုင်တဲ့နိုင်ငံရေးအတွက်ကိုတော့အတိအကျပြောဖို့ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့တချို့နိုင်ငံတွေဟာသူတို့ရဲ့အုပ်ချုပ်မှုပုံစံကိုဆိုရှယ်လစ်လို့သတ်မှတ်ကြပြီးကွန်မြူနစ်ဝါဒရဲ့အခြေခံမူတွေကိုအပြည့်အဝမကျင့်သုံးကြပါဘူး။ဒါပေမဲ့အများအားဖြင့်ကွန်မြူနစ်အုပ်ချုပ်မှုပုံစံကိုကျင့်သုံးနေတယ်လို့ယူဆနိုင်တဲ့နိုင်ငံတွေကတော့တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျူဘာတမရနိုင်ငံလာအိုပြည်သူဒီမိုကရက်တစ်တမရနိုင်ငံဗီယက်နမ်ဆိုရှယ်လစ်တမရနိုင်ငံမြောက်ကိုရီးယားဒီမိုကရက်တစ်ပြည်သူတမရနိုင်ငံတို့ပဲဖြစ်ပါတယ်။တမိုင်းတလျှောက်ကွန်မြူနစ်နိုင်ငံအများစုဟာတပါတီစနစ်ကိုကျင့်သုံးခဲ့ကြပြီးအစိုးရကနိုင်ငံရေးစည်းဝါးရေးနဲ့လူမှုရေးကိစ္စအားလုံးကိုဗဟိုကနေချုပ်ကန့်ထားကြပါတယ်။ဒီလိုစနစ်မျိုးမှာအတိုက်ခံတွေအတွက်နေရာမရှိသလောက်ဖြစ်ပြီးလွတ်လပ်စွာပြောဆိုခွင့်စုဝေးခွင့်နဲ့မီဒီယာလွတ်လပ်ခွင့်တွေ ကန့်သက်ခံရလေးရှိပါတယ်။ဒါကြောင့်ကွန်မြူနစ်စနစ်ဟာအာဏာရှင်ဆန်တဲ့လက္ခဏာတွေအများကြီးရှိတယ်လို့ဆိုနိုင်ပါတယ်။ကွန်မြူနစ်ကျင့်သုံးတဲ့နိုင်ငံနဲ့ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေရဲ့စီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်မှုကိုနိုင်ရှင်မယ်ဆိုရင် ရေပွေရအဖြစ်ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေဟာပိုပြီးရှေ့ကို ရောက်နေတာကို တွေ့ရပါတယ်။ဒီနေရာမှာကွန်မြူနစ်စနစ်နဲ့ဒီမိုကရေစီစနစ်တို့နှစ်ခုကြားနဲ့နဲ့ရှင်ကြည့်ရအောင်ပါ။စီးပွားရေးနဲ့စပြောပါမယ်။ ဒီမိုကရေစီနိုင်ငံတွေမှာလွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးလေးရှိတာကြောင့်စီးပွားရေးလုပ်ငန်းတွေတိုးတက်ဖို့အလုတ်ကင်တွေဖန်တီးဖို့နဲ့နည်းပညာတွေတိုးတက်ဖို့အခွင့်အလမ်းတွေပိုများပါတယ်။ပြိုင်ဆိုင်မှုရှိတဲ့ဈေးကွက်ဟာစံတတီထွင်မှုကိုအားပေးပြီးစားသုံးသူတွေအတွက်ရွေးချယ်စရာတွေပိုမိုများပြားစေပါတယ်။ကွန်မြူနစ်နိုင်ငံတွေမှာဗဟိုချုပ်ကင်မှုများတဲ့စီးပွားရေးစနစ်ကိုကျင့်သုံးတာကြောင့်ဆုံးဖြတ်ချက်တွေဟာဗဟိုဆိုးရွားကချမှတ်လေးရှိပြီး လုပ်ငန်းတွေရဲ့လှုပ်ရှားမှုကိုကန့်သက်ထားတတ်ပါတယ်။ဒါဟာစီးပွားရေးတိုးတက်မှုကိုနှေးကွေးစေပြီးကုန်ပစ္စည်းရှားပါမှုနဲ့အရေးသွေးပိုင်းဆိုင်ရာအားနည်းမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။နောက်တစ်ချက်ကလူမှုရေးဒီမိုကရေစီနိုင်ငံတွေမှာလူခွင့်ရေးကို လေးစားပြီးဥပဒေစိုးမိုးမှုကိုအလေးထားတဲ့အတွက်နိုင်ငံသားတွေဟာလွတ်လပ်စွာပြောဆိုခွင့်လှုပ်ရှားခွင့်နဲ့စုဝေးခွင့်စတဲ့အခွင့်အရေးတွေကိုပုံမခံစားရလိမ့်ရှိပါတယ်။ပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း တိုးတက်မှုတွေပုံမမြန်ဆန်လေးရှိပါတယ်။ကွန်မြူနစ်နိုင်ငံတွေမှာအစိုးရရဲ့ထိန်းချုပ်မှုများတဲ့အတွက်လူခွင့်ရေးချိုးဖောက်မှုတွေဖြစ်ပေါ်နိုင်ခြေပိုများပါတယ်။လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့တရင်ချက်လက်ရယူခွင့်တွေကန့်သက်ခံရတတ်ပါတယ်။ဒါပေမဲ့ဒီအချက်တွေကိုရေပုံရအဖြစ်ပြောတာဖြစ်ပြီးနိုင်ငံတစ်ခုချင်းစီရဲ့တိကျအခြေအနေတွေပေါ်မူတည်ပြီး क्वे ပြနိုင်ပါတယ်။ဥပမာအဖြစ်အချို့ကွန်မြူနစ်နိုင်ငံတွေဟာစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုလှုပ်ဆောင်နေတာကြောင့် တိုးတက်မှုအချို့ကိုတွေ့မြင်ရပါတယ်။အလားတူဒီမိုကရေစီနိုင်ငံတွေမှာလည်းစီးပွားရေးနဲ့လူမှုရေးဆိုင်ရာစိန်ခေါ်မှုတွေရှိနေနိုင်ပါတယ်။သို့တော်လည်းတမိုင်းတလျှောက်တွေ့ရှိခဲ့ရတဲ့အတွေ့အကြုံတွေဒီမိုကရေစီစနစ်ဟာနိုင်ငံသားတွေရဲ့လွတ်လပ်မှုနဲ့လူခွင့်ရေးကိုပုံမအားမခံနိုင်ပြီးစီးပွားရေးနဲ့လူမှုရေးတိုးတက်မှုအတွက်လည်းပုံမကောင်းမွန်တဲ့အခြေအနေတွေကိုဖန်တီးပေးနိုင်တယ်လို့ရေပူရအားဖြင့်ဆိုနိုင်ပါတယ်။ဒီနေရာမှာမေးစရာရှိတာကကွန်မြူနီဝါဒကိုစတင်မွေးပေးခဲ့သူ ကမ်ဘတ်ဟာအာနာရှင်ကိုတော်လန်ပြီးသူကိုယ်တိုင်အာနာရှင်ဖြစ်သွားတဲ့သဘောလားဆိုတဲ့အချက်ပါပဲ။ဘာလို့လဲဆိုတော့သူကဘရင်စနစ်ကိုမကြိုက်လို့ကွန်မြူနစ်ဝါဒကိုတည်ထောင်ပြီးနောက်ဆုံးတော့သူမွေးဖွားပေးလိုက်တဲ့ကွန်မြူနစ်စနစ်ဟာအာနာရှင်စနစ်ဆိုပြီးကဘာကတတ်မှတ်လိုက်တာကို ခံလိုက်ရပါတယ်။ဟုတ်ပါတယ်။ကမ်မတ်စ်ကိုယ်တိုင်ကအာနာရှင်ကိုမကြိုက်သူပါ။အာနာရှင်ကိုတော်လန်ပြီးသူကိုယ်တိုင်အာနာရှင်ဖြစ်သွားတယ်ဆိုတဲ့သဘောမျိုးလုံးဝမဟုတ်ပါဘူး။ ကာမက်စ်ဟာလက်တွေ့နိုင်ငံရေးမှာပါဝင်ခဲ့သူမဟုတ်သလိုဘယ်နိုင်ငံမှာမှအာနာကောင်းဆောင်တူအနေနဲ့ရောက်ရှိခဲ့သူလည်းမဟုတ်ပါဘူး။သူဟာအဓိကအားဖြင့်အတွေ့အခေါ်ပညာရှင်တူဦးဖြစ်ပြီး အရင်းရှင်စနစ်ရဲ့မတရားမှုတွေကိုဝေဖန်တဲ့ဒီအိုရီတွေကိုတီထောင်ခဲ့သူပါ။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့အလौတမားလူဒန်းစားကိုဖိနှိပ်ချုပ်ချယ်မှုကနေလွတ်မြောက်စေပြီးလူဒန်းစားခွဲခြားမှုမရှိတဲ့ကွန်မြူနစ်ဆိုတဲ့လူအဖွဲ့အစည်းကိုတီထောင်ဖို့ပါပဲ။ ဘရင်စနစ်ကိုမနစ်သက်တာကလည်းမှန်ပါတယ်။မက်ခ်ဟာဘရင်စနစ်အပါအဝင် လူတူဦးတယောက်တို့မဟုတ်အ ਨੇ စုက လူများပေါ်အာနာဒီဆောက်ထားတဲ့ဘယ်စနစ်ကိုမဆိုဆန့်ကျင်ခဲ့ပါတယ်။သူ့ရဲ့အမြင်မှာ အာနာဟာလူဒန်းစားတစ်ခုရဲ့လက်ထဲမှာပဲရှိနေပြီးကျန်တဲ့လူတွေဟာဖိနှိပ်ခံနေရတယ်လို့သူမြင်ခဲ့တာပါ။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲမက်ခ်ရဲ့အတွေ့အခေါ်တွေကိုလက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာအာနာရှင်စနစ်ဆန်တဲ့အုပ်ချုပ်မှုပုံစံတွေပေါ်ပေါက်လာခဲ့တာကိုတွေ့ရပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုရှင်းပြပါမယ်။ဗဟိုချုပ်ကင်မှုအားကောင်းတဲ့စီမံကိန်းကာမတ်စ်ရဲ့ကွန်မြူနီအယူအဆမှာပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်သိမ့်ပြီးထုတ်လုပ်မှုရဲ့နည်းလမ်းတွေကို အများပိုင်းအဖြစ်ပြောင်းလဲဖို့ပါဝင်ပါတယ်။ဒီလိုလုပ်ဖို့အတွက်ဗဟိုဆိုရကစီဝါရေးကို အပြည့်ဝထိန်းချုပ်ဖို့လိုအပ်လာပြီးဒါဟာအာနာကိုတစုတစည်းထဲမှာစူးစီးသွားစေနိုင်ပါတယ်။အလौဒမားလူဒန်းစားရဲ့အာနာရှင်စနစ်မတ်စ်က ကွန်မြူနီလို့အဖွဲ့အစည်းကိုမရောက်ခင်ကြားကာလအနေနဲ့အလုတ်မားလူဒန်းစားရဲ့အာနာရှင်စနစ်လိုအပ်တယ်လို့ဆိုခဲ့ပါဗါးဒီယူဆကိုအချို့ခေါင်းဆောင်တွေကသူတို့ရဲ့တပါတီအာနာရှင်စနစ်ကိုတရားဝင်ဖြစ်အသုံးပြုခဲ့ကြပါဗါးလက်တွေ့အကောင်ထဲဖော်ရမှာလွဲမမှုများမတ်စ်ရဲ့အတွေ့ခေါ်ဟာစာအုပ်ထဲမှာတော့တကယ်ကိုလှပခဲ့တာပါဒါပေမဲ့လက်တွေ့အကောင်ထဲဖော်တဲ့အခါမှာမမျောလင့်ထားတဲ့အခက်အခဲတွေလွဲမမှုတွေ ဖြစ်ပေါ်ခဲ့ပါဗါးအာနာရလာတဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ကိုကြိုးအတွက်ဒိုမဟုတ်သူတို့ရဲ့အယူဆကိုတယူတန်ဆန်ဆန်အကောင့်ထဲပေါ်ဖို့စူးစမ်းရင်အာနာရှင်ဆန်တဲ့လောက်ရက်တွေကိုကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ပြောနိုင်ပါတယ်။ဒါကြောင့်ကာမက်စ်ကိုယ်တိုင်ကအာနာရှင်ဖြစ်သွားတာမဟုတ်ပေမဲ့သူ့ရဲ့အတွေးခေါ်ကိုအခြေခံပြီးပေါ်ပေါက်လာတဲ့ကွန်မြူနစ်စနစ်ဟာတမိုင်းမှာအာနာရှင်စနစ်ဆန်တဲ့အုပ်ချုပ်မှုပုံစံတွေနဲ့ဆက်ဆက်နေတာကိုတွေ့ရပါတယ်။ဒါဟာကာမက်စ်ရဲ့မူလရည်ရွယ်ချက်နဲ့တော့ကွဲလွဲနေတာကိုတွေ့နိုင်ပါတယ်။ ူးရဲ့ရည်ရွယ်ချက်ကလူသားအလုံးလွတ်လပ်ပြီးတန်းတူညီမျှတဲ့လူအဖွဲ့အစည်းကိုတည်ထောင်ဖို့ဖြစ်ပါတယ်။ကာမက်စ်ဟာအဓိကအားဖြင့် သူ့ရဲ့အတွေးခေါ်တွေဒီအိုရီတွေကိုပဲချပြသွားခဲ့တာပါ။အရင်းရှင်စနစ်ရဲ့အားနည်းချက်တွေကို ထောက်ပြပြီးလူဒန်းစားမရှိတဲ့အလုံးတန်းတူညီမျှတဲ့ကွန်မြူနစ်ဆိုတဲ့လူအဖွဲ့အစည်းကိုဘလိုတီစောင့်နိုင်မလဲဆိုတဲ့ရည်မှန်းချက်ကို ပုံဖော်ခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့အတွေးခေါ်တွေကိုလက်တွေ့မှာအကောင့်ထဲပေါ်တဲ့ နိုင်ငံတွေမှာတော့မူလရည်ရွယ်ချက်နဲ့ကွဲလွဲပြီးအာနာရှင်ဆန်တဲ့စနစ်တွေအဖြစ် ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ကာမက်စ်ရဲ့ဒီအိုရီတွေကိုဒီကာချဲ့တာလက်လွန်ပြီးအာနာရှင်စနစ်ဖြစ်သွားတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ကာမက်စ်ရဲ့အတွေးခေါ်တွေဟာအင်မတန်စွမ်းအားကြီးမာပြီးဆွဲဆောင်မှုရှိတာကြောင့်တူးနောက်လိုက်တွေဟာအဲ့ဒီအတွေးခေါ်တွေကို အလွန်အကျုံယုံကြည်ပြီးလက်တွေ့မှာပြည်စုံတဲ့လူအဖွဲ့အစည်းကိုချက်ချင်းတိစောက်နိုင်မယ်လို့ယူဆခဲ့ပုံရပါတယ်။ ဒီလိုအလွန်အကျုံယုံကြည်မှုနဲ့အတူဗဟိုချုပ်ကင်မှုအာဏာကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပြီးအတိုက်ခံတွေကိုတီးခတ်နိုင်ခြင်းမရှိဘဲအာဏာရှင်စနစ်စီကိုဥတီသွားခဲ့တာဖြစ်ပါတယ်။ကာမတ်စ်ကိုတိုင်အဲ့ဒီလိုဖြစ်လာမယ်လို့တွေးထင်ခဲ့မယ်မဟုတ်ပါဘူး။သူ့ရဲ့အိမ်မက်ကပုံမိုလွတ်လပ်ပြီးတန်းတူညီမျှတဲ့ကဘာကြီးတစ်ခုဖြစ်မယ်လို့ယူဆခဲ့ပုံရပါတယ်။တကယ်တော့နိုင်ငံရေးဟာအလွန်နဲ့နေတိမ်မွေပြီးအင်မတန်ရှုပ်ထွေးတဲ့သဘောတဘာဝရှိတယ်ဆိုတာ လက်တွေ့ကြုံရလေလေ ပိုပြီးတည်လာရလေလေပိုပြီးတည်လာရလေလေတန်ဝေကပိုပြီးဖြစ်ရလေလေလို့ပြောရင်ဏီကုန်းချုပ်လိုက်ပါတယ်အဆုံးထိကြီးစုပေးကြတဲ့အတွက်ဂျေဇူးအထူးတင်ပါတယ်ခမညာ